ခုဆက်ပြီးတော့နိုင်ငံတကာသတင်းတွေနဲ့တခြားစိတ်ဝင်စားစရာသတင်းတွေကိုပြောပြသွားမှာပါအခုပြောမဲ့သတင်းနားထောင်ရင်းနဲ့ဘယ်နိုင်ငံနဲ့တူတယ်လဲလို့ပြိတက်တွေစဉ်းစားမိမလားမသိပါဘူးတန်ဇန်နီးယားနိုင်ငံမှာဗုဒ္ဓဟူးနေ့ကအထွေထွေရေကောက်ပွဲအပြီး၃ရက်သာစင့်ကျင်ဆန္ဒပြပွဲတွေအတွင်းမှာလူပေါင်းရာနဲ့ချီတိုက်စုံခဲ့ရတယ်လို့နိုင်ငံရဲ့အကြီးအကဲအတိုက်ခံပါတီကပြောပါတယ် တနိုင်ငံလုံးမှာအင်တာနက်တွေဖြတ်တောက်ထားတာကြောင့်လည်းလူဘလောက်တည်ရဲဆိုတာကိုဂင်ကနဲတွေအတီးပြူဖို့ခက်ခဲနေတယ်လို့ BBC ကပြောပါတယ်။အတိုက်ခံ Chat မှာပါတီကတော့ AFP သတင်းဌာနကိုလှုပ်ချုပ်ရေးတပ်ဖွဲ့တွေနဲ့တိုက်ခိုက်ကြလို့လူပေါင်း900လောက်တည်တယ်လို့ပြောပါတယ်။စနပြပွဲတွေမှာအ திக ပါဝင်တာက လူငယ်တွေဖြစ်ပြီးရွေးကောက်ပွဲဟာတရားမျှတမှုမရှိဘူးဆိုပြီးနိုင်ငံအနှံ့ကမြို့တွေမှာစနပြနေကြတာဖြစ်ပါတယ် ဆန္ဒပြသူတွေဟာအဓိကအတိုက်ခံခေါင်းဆောင်တွေရောက်တယောက်ကိုထောက်ထဲထည့်ထားပြီးတယောက်ကိုတော့လှုပ်ထုံလုံနည်းတွေနဲ့ပယ်ထားခဲ့တာကြောင့်ဒီမိုကရေစီနဲ့မကိုက်ညီဘူးလို့စွပ်စွဲကြပါတယ်ဒီလိုဆန္ဒပြပွဲတွေထိခိုက်သေးဆုံးမှုတွေကြကပဲသမ္မတဖြစ်တဲ့ဆာမီယာဆူလူဟူဟပ်ဇန်ကတန်ဇန်နီးယားသမ္မတရွေးကောက်ပွဲအောင်နိုင်သူအဖြစ်ကြေညာပါတယ်ရွေးကောက်ပွဲကော်မရှင်ကဆာမီယာဟာဆန္ဒမဲ98ရာခိုင်နှုန်းနဲ့တောင်ပြိုကမ်းပြိုအနိုင်ရသွားတယ်လို့ကြေညာခဲ့ပါတယ် ကယ်နိုင်ငံတနိုင်ငံငယ်နဲ့တူတယ်လို့ထင်ရင်လည်းစိတ်ထဲမှာပဲမှတ်ထားလိုက်ပါနော်။ဒေသတွေတည်တဲ့ပုတ်ကိုပြောပြပါဦးမယ်။အာဖဂန်နစ္စတန်နိုင်ငံနဲ့ပါကစ္စတန်နိုင်ငံကအရာရှိတွေကအစ္စတန်ဘူတွိတ်ဆုံမှုမှာ အပြည့်ခက်ရက်စဲရေးကိုဆက်လက်ထိသိမ်းပြီးတွိတ်ဆုံဆွေးနွေးသွားကြဖို့သဘောတူခဲ့ပါတယ်။ ငါရဲ့ကြဆွေးနွေးလိုက်ရက်သွားလိုက်နဲ့ဖြစ်နေခဲ့တဲ့အစီအဝေးမှာတောက်ကြနေမှာတော့နှစ်ဖက်ဆက်လက်ဆွေးနွေးဖို့သဘောတူလိုက်ကြတယ်လို့စစ်ဆက်ပေးတဲ့တူရကီနိုင်ငံခြားရေးဝန်ကြီးဌာနကကြေညာပါတယ်။နောက်ထပ်ဆွေးနွေးပွဲတွေကိုနိုဝင်ဘာ6ရက်မှာပြန်လည်ကျင်းပသွားမယ်လို့လည်းကြေညာထားပါတယ်။ရဲတဲ့တပတ်ကြောကြအောင်နေဆက်ကိုဖျက်ကြောပြိခတ်တိုက်ခိုက်မှုတွေအပြီးမှာအပြစ်ခက်ရက်စဲပြီးသွေးဆုပ်ဆွေးနွေးရေးတွေစတင်ခဲ့တာဖြစ်ပါတယ် ပြစ်ခတ်တိုက်ခိုက်မှုတွေကအာဖဂန်နစ္စတန်နယ်မြေထဲမှာဖြစ်ခဲ့တာဖြစ်ပြီးအရက်သားတွေအပါအဝင် နှစ်ဖက်စလုံးတေကြီထိခိုက်မှုတွေရှိခဲ့ပါတယ် ဒီနယ်စပ်မှာဖြစ်နေတဲ့အဓိကပြဿနာကတော့အာဖဂန်နစ္စတန်မှာတာလီဗန်တွေအာဏာရလာပြီးနောက်ပိုင်းပါကစ္စတန်တာလီဗန်တွေဟာအာဖဂန်ကိုအခြေပြုပြီးပါကစ္စတန်ကိုတိုက်ခိုက်နေတယ်လို့ပါကစ္စတန်ကစွပ်စွဲပါတယ်။ပါကစ္စတန်ကလည်းပါကစ္စတန်တာလီဗန်တွေကိုနှိမ်နင်းရမှာအာဖဂန်နစ္စတန်နိုင်ငံပိုင်တဲ့အထက်ကိုကျူးကျော်ဝင်ရောက်တယ်လို့အာဖဂန်ဘက်ကစွပ်စွဲပါတယ်။အော်တိုဗာလိုက်ကိုပိုင်းမှာတော့နေဆက်ဖြတ်ပြီးအပြန်အလှန်တိုက်ခိုက်မှုတွေဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ပြည်သိနိုင်ငံတရားရုံးတစ်ခုကကြောင်တကောက်ကိုအိနီးချင်းရဲ့ပန်းချံထဲပိုင်တဲ့ကျူးလွန်မှုအပါအဝင်ပြည်မှုတွေကျူးလွန်တယ်လို့ဆုံးဖြတ်ပြီးကြောက်ပိုက်ရှင်ကိုယူရို1250ဒဏ်ရိုက်ခဲ့ပါတယ်။ရမ်မီဆိုတဲ့ကြောက်ကလေးရဲ့ပိုင်ရှင်က Dominic Veldi ဖြစ်ပါတယ်။ကြောက်ကလေးရဲ့ခြေရာလေးတွေဟာပန်းချံနယ်ရံမှာကြံ့ရင်ခဲမှုဟာရဇဝမှုတွေထဲကတစ်ခုဖြစ်တယ်လို့တရားရုံးကစုံဖြတ်ပါတယ်။ ပြင်သစ်နိုင်ငံအကဒမီကရမ်မီဆိုတဲ့ကြောင်ထီးလေးကအဝတ်အခင်းပေါ်မှာစီးသွားတာဥယျာဉ်ထဲမစင်ဆို့တာနဲ့နယ်ရန်အစ်စ်လှုပ်ထားတဲ့ဆေးပေါ်မှာခြေရာတွေထင်ကျန်စေခဲ့တာကြောင့်အိမ်နီးချင်းရဲ့ပိုင်ဆိုင်မှုတွေကိုပြက်စီးစေတယ်လို့တရားရုံးကတွေးရှိခဲ့တာဖြစ်ပါတယ်။ကြောင်ထီးလေးရမ်မီရဲ့တခင်ကိုတရားရုံးကပြက်စီးမှုတွေအတွက်ယူရို450နဲ့တရားရုံးကုန်ကျစရိတ်တွေအတွက်ယူရို100ကျခံဖို့အမိန့်ချမှတ်ခဲ့တာဖြစ်ပါတယ်။ ကြောင်ထီးလေးကခြံဝင်းထက်ကိုတခါကြော်တိုင်းကြော်တိုင်းအပြည့်တန်အဖြစ်ယူရို30ပေးရမယ်လို့လည်းအမိတ်ထဲမှာပါရှိပါတယ်အပြည့်နဲ့ချပြီးနောက်ကြောက်ကလေးရမီကိုသူ့တခင်ကခြံဝန်းထဲမှာပေးမစော်တော့တဲ့အတွက်ကြောက်ကလေးဟာစိတ်တူစိတ်ဆက်လာပြီးအစားအစာလည်းပိုစားလာတယ်လို့ဆိုပါတယ်။အိမ်မှာမွေးထားတဲ့ခွေးကိုလည်းရန်လုံလာတတ်တယ်လို့ဆိုပါတယ်။ပြင်သစ်နိုင်ငံကတရိတ်ဆန်ကာကွယ်ရေးအဖွဲ့ချုပ်ကတော့ဒီလိုအမိတ်ချမှတ်မှုဟာဖြတ်ထုတ်တစ်ခုဖြစ်သွားမှာကိုစိုးရိမ်တယ်လို့ဆိုပါတယ်။